င်္ဂလာပါခင်ဗျာပေးဆိုရတာပေးဆောင်နေလဲအများကြီးနဲ့ဟုတ်ကဲ့ဒီကကနဲ့ဒီလိုလေးတွေ့တာဘယ်လိုခံစားရလဲဟာအရန်ပြော်တော့ဗောဗျာကျွန်တော်တို့ဒီလိုမျိုးပေါ့နော်စုံသွေးဖို့ဒီလောက်အများကြီးဒီ crew ကြီးကိုမတ်တီးဖို့ဆိုတာဒီခေတ်မှာတော်တော်မလွယ်တော့မလွယ်ပါဘူးဗျာဟုတ်ကဲ့ကျောက်ကောင်ကိုလည်းအဆောက်အအုံအဆောက်အအုံပါခဲ့တယ်ဆိုတော့အော်ဒီကားနဲ့ပတ်သက်ပါလေးပြောပြခြင်းလားကျွန်တော်ကအဆောက်မပါဘူး ကျွန်တော်တော်ကြာမှပါလားဒီခြံထဲမှာပေါ့ပထမလွန်ခဲ့တဲ့6လလောက်ကရိုက်တဲ့အချိန်ကကျွန်တော်စပါတော့ကျွန်တော်ဆရာကျွန်တော်ကိုဇာဝင်ခန်းအရာပေါ့နော်ကရိုက်တာလေးသူကရှိမယ်တဲ့သူပါအဲအရာလေးဆရာရွေ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 ပြီးတော့လွန်ခဲ့တဲ့6လလောက်ကကျွန်တော်စပါတာဟုတ်ကဲ့စပါတာပဲအဲကျွန်တော်အဲ့လိုပေါ့ဂမ်ဘီယာဆရာသမားပေါ့ဟုတ်အဲ့လိုအဲ့လိုပေါ့ဟုတ်ကဲ့အခါပေးတဲ့ဆရာဆရာသမားတယောက်ဆိုတော့ဒါက အဲအဲ့လိုအဲ့လိုပေါ့အဲ့လို live ဖတ်အောင်ဆရာကျွန်တော်ဟိုပေါ့နော်နေရာပေးတာပါဟုတ်ပါဘူးအဲ့တော့အပြင်မှာကဟိုဒါရွှေကြော်ပိုင်းဟုတ်ကဲ့ဟာဘာပဲဆက်လဲဘယ်လိုပြောလဲဘောမှာခက်ခက်ကြဲနဲ့ဖြတ်တန်းရတဲ့ဟာဒီဘာတစ်ခုမှမကြံစီရဲ့ကိုလုံးဒီနေ့အစားပြီးစိတ်ချမ်းသာတာကိုချမ်းပေါ်နဲ့နေနိုင်စီသာသနာပြုနိုင်တဲ့သမီးပေါင်းသမီးများဖြစ်ပါစေဒီသားစုကိုတောင်းယူတောင်းခံပြီးဆုံးရှုံးနိုင်ပါစေကိုယ်တိုင်ကိုယ်တိုင်ဘာတစ်ခုမှမကြံစီနဲ့ အဲမျက်နှာမှာတင်းတိတ်တိတ်ဖြစ်တာမင်းတို့လည်းဆိုင်လာဆိုင်လာအေးအဲ့လိုတွေပါပုံသေးဒီမလေးပါဝင်နေဖြစ်ပြီအဲကျွန်တော်စေးတော်ပိုင်ဆရာပါကျွန်တော်ပူဇော်ဝဲတပည့်တွေနဲ့ကျွန်တော်ကျင်းပပါတယ်ပူဇော်ဝဲကိုယ်တိုင်ကျင်းပတော့ဗောနော်၃ကျင်းရှိသွားပါတယ်တတိယကျင်းပြီးသွားပြီအခုနောက်စတုတ္ထကျင်းပူဇော်ဝဲ၁၂လပိုင်းကျွန်တော်ကျင်းပဖို့ရှိပါပူဇော်ဝဲဆိုဘယ်လိုလဲဘယ်လိုကျင်းတာဘယ်လိုကျွန်တော်တို့ယတနာမြတ်သုံးပါးကိုဥထိပ်ထားပြီးတော့ကျွန်တော်တို့ဂိုင်းတော်မှာစောင့်ရှောက်နေတဲ့ ယဟန္တာပုဂ္ဂိုလ်များဆရာတော်ကြီးများကျွန်တော်တို့ရဲ့အဖဆရာတော်ကြီးနာမည်ကြီး၄ပါးနဲ့အမေမေတော်ခင်မုန်းကြီး၁၀ပါးအဆရှိတဲ့ပုဂ္ဂိုလ်တွေကိုကျွန်တော်ကုသိုလ်ကြောတာပါဒီနေ့တခါလူဆိုတာကျွန်တော်အပြစ်ရှိကြတာကာယကံဝစီကံမနောကံနေနဲ့ပြမမိခဲ့တဲ့အပြစ်တွေရှိတယ်။အဲ့ဒီအပြစ်တွေခြေအောင်လို့ကျွန်တော်တို့ကဝင်ချတောင်းပန်တဲ့ပွဲဆိုလည်းမမပါဘူး။ ဒီစီရရိုက်ကြည့်နေတဲ့အမတော်များများနဲ့ဇာလန်တွေကဒီစီတော့မဆိုဘလို့ခံစားရတယ်ဆိုတရားပေါ့ဝမ်းသာတယ်ဒီလိုမျိုးကျွန်တော်တို့မမြင်ဘူးပေါ့နော်ကျွန်တော်တို့အတွေ့အကြုံမှာအဲ့လိုမျိုးဒီလောက်များတဲ့လူတွေတော့အဲ့လိုမျိုးကြုံဘူးပေါ့နော်ကျွန်တော်ကားကြီးတွေအများကြီးရိုက်ဘူးပါတယ်တကယ်ကျွန်တော်တို့ဟိုအကယ်ဒမီရတဲ့ကားကြီးတွေကျွန်တော်ရိုက်ဘူးပါတယ်သူ့အနေနဲ့သူပေါ့ဒါပေမဲ့တရားတစ်မျိုးပေါ့နော်သူသွားတဲ့ပုံစံလေးကတစ်မျိုးဖြစ် ဝမ်းတောက်ဖို့ကောင်းပါတယ်ဟုတ်ကိုယ်တိုင်လည်းပေါင်ပေးရတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီပြီးပါဟုတ်ကဲ့ PD PD ကတော့ပြောမပြတတ်အောင်ပါဘူးရိုက်နေတာတော့ဘယ်လိုလေးနည်းရလဲအာတော်တော်ပြည့်စုံပါတယ်ခင်ဗျတော်တော်ပြည့်စုံတယ်တော်တော်ခမ်းနားပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုကျော်ခိုင်းဝင်ပြီးတော့ဘိုင်းဆရာတယောက်လေးဟာဘွားလေး ဘယ်လိုယောဂကုတာလားဘယ်လိုလုပ်ကြတာလဲကျွန်တော်ဘယောဂအထူးကုတာပေါ့ဒီမှာအွန်လိုင်းမိစ္ဆာယွာသူပေါ့နော်အဲ့လိုဖြူစားတာဖမ်းစားတာဒါပဲထိုးပြအဲ့လိုဟာတွေကိုကျွန်တော်တို့ကကုပေးတာဖြစ်ပါတယ်အဲ့လိုဒါကပုံရက်တဲ့အလုပ်ပေါ့ဟုတ်ကဲ့ပါဒီဟာမို့လို့လုပ်ဖြစ်တာလားဒါမို့ရအကြောင်းတိုက်ဆိုင်လို့လို့ဘယ်လိုလဲကျွန်တော်ကအရင်အင်တာဗျူးမှာတော့လည်းကျွန်တော်ပြောဘူးပါလေနော်ဘာလို့အရင်တော့ကျွန်တော်ဖြူစားခံရတယ်ပေါ့နော်ဖြူစားခံရလို့ဒီပညာတဲ့ကိုကျွန်တော်ကုသမှုကိုခံယူပြီးတော့မှကျွန်တော်လည်းစိတ်ဝင်စားတယ်ဘာဘာလဲကြတယ် မတန်လဲထူးခြားတဲ့ပညာဖြစ်တဲ့အတွက်ကျွန်တော်ယူဖြစ်တာပါလဲလဲမဆိုအဲ့ဒါကတော့ကြည့်ဟုတ်လေမယူခင်နဲ့ယူပြီးတော့ဘာခွာချားတော့ဟာကွာတော့ဗောအများကြီးကွာတော့စေးမတော့မင်းနဲ့စေးတော့ဘူးနဲ့ကွာသလိုပဲအဲ့လိုဗောအရင်ကွာချားပါတယ်အများကြီးထူးခြားတယ်ကိုကိုတိုင်းလဲကောင်းအောင်နေရတယ်သူများတွေကိုလည်းကိုကူညီရတယ် အဲ့ဒီအတွက်အများကြီးမြင့်မြတ်ပါတယ်ထူးခြားပါတယ်ကိုကြီးတဲ့ထဲကကိုကိုလည်းပြတယ်ထူးထူးခြားခြားနေပါရှိတယ်အများကြီးပေါ့ထူးခြားတာပြောရင်တော့တော်တော်များတယ်ခုလောက်ပြောတော့အဲကျွန်တော်အဲ့ဒါဆိုကျွန်တော်ရုပ်ရှင်ရိုက်တုန်းကအကြောင်းလေးပေါ့တက်တန့်တဲ့2019တော့ကအဲ့တော့ကကျွန်တော်ရိုက်ခွင်းတစ်ခုမှာဒရိုက်တာဝိုင်းရိုက်တဲ့တက်တန့်တဲ့ဇက်ကားလေးမှာတရဲတွေတရဲတွေပူးတာလေဟုတ်ကဲ့တရဲတွေဝင်ပူးတာတရဲ၅កော အဲ့ဒါဘလို့ဒိုင်းနေလဲစုံသွားတယ်ပြီးတော့တန်ဃာတော်တွေကပြင့်ပြီးတော့ကျွန်တော်တို့ဟိုပေးပထမ်းနေကြွတယ်ပေါ့နော်ကမော်ဝါတွေညက်တယ်သို့တော်လဲအဲ့တရေတွေကမထွက်ဘူးပေါ့ဗျာနောက်ဆုံးကျွန်တော်သွားရှင်းပြတော့မှပြီးသွားပါအဲ့ဒါတကယ်လိုင်းပေါ်မှာရှိတယ်အဲ့တော့ကြည့်ပြီးအခုဗမာတပီတော့လာနေကြတယ်ကျွန်တော်ရတယ်ဟုတ်ကဲ့ရတယ်တချင်းလဲဆိုတော့ဟုတ်လားတချင်းလဲဆိုပါတယ်ဘုပညာကျွန်တော်ကတချင်းဆိုတော့ဝါသနာရမ်းပါငငယ်တည်းကကျွန်တော်တနေ့တချင်းအပုပ်90လောက်ကျွန်တော်ဒီတိုင်းအလွတ်ကြီးတာ ဒီကိုရဲဝါသနာအလုံးလုံးနဲ့ကျွန်တော်စိုးနေရမှာအဲ့လိုမျိုးဒါမှဒီလိုမျိုးစင်ပေါ်မှာအဲ့လိုပေါ်ပေါ်ဘန်နေတဲ့အဲ့လိုကျွန်တော်မစိုးဘူးလေစိုးဘူးတယ်နှုတ်တွေပါနေအရင်တော့မစိုးဘူးအခုနောက်ပိုင်းမှာကျတော့ကျွန်တော်စိုးဖြစ်သွားတော့အဲ့တော့မှကျွန်တော်နှုတ်တွေပါလေကျွန်တော်နားလည်လာတယ်စိုးတာစိုးစိုးဟန်စိုးပေါက်တွေတိလာတယ်တိလာတဲ့ခါကျွန်တော်ဝါသနာလည်းပါတယ်အဲ့တော့ပရိသတ်ကလည်းချစ်ပါတယ်လက်ခံပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျာ